မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံပြီးတွားလျာလလျာမှာရန်သူမျိုး၅ပါးအနောက်ရှက်ကင်းဝေး၍စိတ်သွားတိုင်းကိုပါပြီးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဓာတ်ကြီး၄ပါးနဲ့ပတ်သက်ပြီးဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းကင်းဝေးခြင်းအစရှိတဲ့အဆိုးအဆိုးသောအရာတွေကိုခွာချနိုင်ပြီးအေဂျင့်မှုအစ်စ်ဂျီနူးမှုအစ်စ်ဖြစ်ဘဝရဲ့နေ့ရက်တန်အချိန်တိုင်းဟာ တန်မိုးရှိတဲ့နေ့ရက်တွေတန်မိုးချိတဲ့အချိန်တွေဖြစ်ပြီးဘုရားရဲ့တရားရေးအောက်မှာအေးအေးချမ်းချမ်းသာသနာပြုနိုင်ပါစေ။ မရှိတဲ့ဇကားများကိုမပြောရမကြားရမသိရမကြုံတွေ့ရပဲရှိခြင်းပြေဆုံးခြင်းအဆင်ပြေခြင်းပျော်ရွှင်ခြင်းဆိုတဲ့အကြောင်းတရားရည်နဲ့အတူတပါးသောသူကိုပြန်ပြီးကောင်းကျိုးပြုနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ လောကထာရဲ့ရက်ခက်မှုတွေကြုံတွေ့တဲ့အခါမှာ အပူတွေကိုခွာချနိုင်ပြီးဆုံးရှုံးမှုအဆင်မပြေမှုတွေကိုတရားနှလုံးသွင်းပြီးတော့အရာအားလုံးကိုအေးအေးချမ်းချမ်းဖြတ်တန်းရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေ ဖရာတိတတိတရားအတိရင်ဝယ်ပိုက်ပြီးတော့မကောင်းတဲ့အကုသူတွေမန္တမအားလုံးကိုကြောက်တက်ပြီးကုသူတရားကိုပွားများတက်ပြီးတော့မြင်မြင်သမျှအရာအားလုံးကိုတရားနှလုံးသွင်းပြီးကမ္မထံတရားရှုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေခန္ဓာကိုယ်ဆောင်ရှောက်နေတဲ့ကိုယ်ဆောင်နှက်ကလည်းဖုံးကန်နှဆတက်ပါစေ အိမ်တော်မင်္ဂလာကိုစောင့်ရှောက်နေတဲ့အိမ်ဆောင်နှစ်ကလည်းဖုံးကန်နှစတက်ပါစေမတူတော်ရီရဲ့ရန်ကကင်းဝေးပြီးလေးမျက်နာတော့အရက်ဖက်တီကနေပြီးလက်လာပါမျိုးစုံဝင်ပြီးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းမာခြင်းနဲ့အတူပေး၍မကုံလူ၍မခံလူနိုင်တန်းနိုင်တဲ့ပုံကိုယ်ဓူးတွေဖြစ်ပြီးတာသနာကိုအထောက်ပံ့ပြုနိုင်သောအမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ပါစေလို့ကျွန်တော်ခွန်တာချိုကဥစွာပထမဆုတောင်းမြတ်တာဖူတာပြပါတယ် အခုကျွန်တော်ဆယ်လပိုင်းအတွင်းမှာကြုံတွေ့ရနိုင်တဲ့ကြာသာပရိသတ်သမီးနဲ့ပတ်သက်တဲ့အဆိုးအကောင်အကျိုးအကြောင်းလေးကိုဟောပေးမှာဖြစ်ပါတယ်။ကြာသာပရိသတ်သမီးအများစုဟာဆိုရင်သူများနောက်ဆက်တာကိုခံရပြီးတော့ဘဝမှာမထင်မှတ်ပဲငွေကြေးပိုင်းဆိုင်ရာအရာအမှုခင်းတစုံတရာကိုရင်ဆိုင်ရတတ်တယ်။ဒါဟာဒီဆယ်လပိုင်းထဲမှာပေါ့။ကြာသာပရိသတ်သမီးကိုတောကပေးမဲ့နေ့နဲ့၃ခုရှိတယ်။ကြာသာပရိသတ်သမီးကိုကြာသာပရိသတ်သမီးအချင်းချင်းတောကပေးနိုင်တယ်။ ပြီးတော့စနေသားသမီးတောကပေးနိုင်တယ်ဗုဒ္ဓဟူသားသမီးတောကပေးနိုင်တယ်အဲ့ဒီသုံးနေနံနဲ့ပတ်သက်တဲ့ယင်းနှမြုံနံမှုတွေကိုရှောင်ရှားစေချင်ပါတယ်တမိုးကြီးတဲ့လက်ဝယ်ရတနာမြေတမိုးကြီးတဲ့ငွေအမောက်တင်နဲ့ပတ်သက်ပြီးအလွဲအချော်ပြဿနာအချို့လေးတွေဖြစ်ပြီးစိတ်တော့ကဗျာများရတာမျိုးတွေဖြစ်စေတတ်ပါတယ်။အခုလာမဲ့သတင်းကျွတ်လာပြည်နေမှာဇာတာပရိသသမီးတွေကဖိုးလာမင်းကိုကြည့်ပြီးမြတ်တာတော့ရွတ်ချင်းမြတ်တာပွားများချင်း ဂုံတော်၉ပါးယူခြင်းယတနာတုတ်တော်ယူခြင်းဆိုတဲ့အကြောင်းတရားတွေကိုပြုလုပ်တင်ပါတယ်။တရင်ကျွတ်လာပြည့်နေ့မှာဇာတာပရိသတ်သမီးတွေကကျွန်တော်ပြောတဲ့တုတ်တော်တွေကိုယူပြီးမြတ်တာပို့ပွားများမယ်ဆိုရင်တရင်ကျွတ်တစောင်းမုံနတော်ဆိုတဲ့ကာလရာသီ၃လအတော်အတွင်းမှာလက်ရှိဖြစ်နေတဲ့ငွေကြေးအပူရဲ့60ရာခိုင်နှုန်းကိုဖြည့်ရှင်းနိုင်တဲ့သူတွေဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။ဘဝမှာ တိထက်ပို့ပြီးတော့ချမ်းသာခဲ့တာတွေတိထက်ပို့ပြီးအဆင်ပြေခဲ့တာတွေကြုံခဲ့ရဘူးတလို့ပဲဂျာသာပရိသမီတွေဟာဆယ်လပိုင်းထဲမှာဘဝမှာမကြုံတွေ့ဘူးသေးတဲ့ချမ်းသာခြင်းကြီးပွားခြင်းတိုးတက်ခြင်းအဆင်ပြေခြင်းဆိုတဲ့အကြောင်းတရားတွေကိုထပ်မံကြုံတွေ့ရပါလိမ့်မယ်။လိန်လေလက်ပြားမဲ့တဲ့သူတွေနဲ့ကြုံတွေ့ရတတ်တယ်။တောကပေးမဲ့သူတွေနဲ့ကြုံတွေ့ရတတ်တယ်။မဟုတ်တခင်မဟုတ်တဲ့ရင်တပုတ်လေလေပြောမဲ့သူတွေနဲ့ကြုံတွေ့ရတတ်တယ်။အဲ့ဒီအပူတွေအားလုံးကိုခွာချစေနိုင်ဖို့အတွက် မှုကစွန်းကြော်ပြီးတော့ဖုန်ကြီးဆွန့်လောင်းပေးပါကြောက်ဖယုံယိုဖះအောင်မကြခဏကတ်ပေးပါဇီးသားပတိနဲ့ပတိစိတ်ပေးပါဆွဲတော်ရွက်ကိုစရဘာဝရေကိုယ့်ရဲ့မွေးတက်ကြရေပြားလေအနှဲငယ်သတိတုပ်ပြီးတဲ့အခါကျတော့စောက်တုပ်ထဲမှာညက်အိဆာအုပ်ကလေးကိုကင်ပြီးအိဆာတရဂါထာကိုယူပေးပါ ဇာတာပရိသမီတွေဟာဆယ်လပိုင်းမှာဆွေတော်ရွက်ပေါ်မှာစာတာဘာဝရေးမွေးတက်ကြရေးပြားရီတုပ်ပြီးအိဆာတရဂါထာရွတ်မယ်ဆိုရင်အရင်အရင်နောက်နောက်ကပြုခဲ့တဲ့ဘဝတွေကကုသိုလ်အထူးတွေကိုဆယ်လပိုင်းထဲမှာကြုံတွေ့ခံစားနိုင်ရတယ်လို့ပြထားပါတယ်ခင်ဗျာအိမ်အောင်တဲ့ဇာတာပရိသသမီတွေကတော့ အိမ်တော်ရှင်တွေရဲ့ဖောက်လွဲဖောက်ပြန်လုပ်ခြင်းတပားသောသူပေါ်အာယုံပိုရောက်ခြင်းတပားသောသူရဲ့စကားအာနာစက်တွေအောင်ခြင်းကိုကြုံတွေ့ရပြီးတမူးအောင်နေသူအချင်းချင်းဩဇာတရားမှုနဲတာမျိုးကိုကြုံတွေ့ရတတ်ပါတယ်။မွေးထားတဲ့သားသမီးတွေထဲမှာပြောလို့ဆိုလို့မကောင်းတာတွေပါတတ်တယ်လို့ကိုပြောတဲ့စကားရဲ့ဆန့်ကျင်ဘက်အရက်မှာရက်တည်ပြီးကို့ကိုတောကပေးတာမျိုးလေးကြီးလည်းကြုံတွေ့ရတတ်ပါတယ်။ဇာတာပရိသားသမီးတွေရဲ့ကုသိုလ်ထူးတဲ့အကြောင်းတရားတစ်ခုကတော့ဆယ်လပိုင်းထဲမှာ စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ငွေဝင်လိမ့်မယ်ရက်ဝေးကသတင်းကောင်းကြားရတတ်တယ်မထင်မဲ့ပဲကံတရားရဲ့အထောက်ပံ့ကိုရပြီးအခက်အခဲတော်တော်များများကိုဖြေရှင်းနိုင်လိမ့်မယ်သတင်းကျွလာပြီးနေညမှာစာသာပရိသတ်သမီးတွေကဖိုးလာမင်းကိုကြည့်ပြီးတောင်းစုချွေးမယ်ဆိုရင်ဆွတ်တောင်းတာလေပြည်နိုင်ပါတယ် လူမျိုးလူလွတ်ဇာတာပရိသတ်သမီးတွေကတော့ချစ်သူခင်သူရည်စားစကားပြောတာမျိုးချစ်သူခင်သူအတွက်အမတ်တရား surprise တစ်ခုလုပ်တာမျိုးချစ်သူခင်သူနဲ့ကိုနဲ့ဂျားမာနားလည်မှုဂတိကဝတ်ယူတာမျိုးတွေကိုဒီဆယ်လာပိုင်းကပြုလုပ်တင်ပါတယ်ပြောချင်တာကကိုချစ်တဲ့သူကိုငါတို့ဘယ်နေ့ဘယ်ချိန်မှာဘာလုပ်ကြမယ်ဘယ်လိုဘဝကို plan ချပြီးတိဆောက်မယ်ဆိုတာကိုဒီဆယ်လာပိုင်းထဲမှာပြောလို့ရှိရင်ဇာတာပရိသတ်သမီးတွေပြောတဲ့စကားအတိုင်းဖြစ်နိုင်တယ်အောင်မြင်နိုင်တယ်ဆိုတဲ့သဘောကိုပြထားတာပါသွေးအားနည်းတဲ့ယောဂဝေဒနာ အရေပြားနဲ့ပတ်သက်တဲ့ယောဂဝေဒနာအာယုံချောနဲ့ပတ်သက်တဲ့ယောဂဝေဒနာစီးနဲ့ပတ်သက်တဲ့ယောဂဝေဒနာအဲ့ဒါတွေဖြစ်ပေါ်စေတတ်ပါတယ်အတိုက်အခိုက်အနောက်ရှက်တွေရှိတာကိုဖယ်ရှားနိုင်မှုအတွက်ကိုလက်ဖက်ထမင်းလေးလဲမကြာခဏဆွတ်တော့တင်စေချင်ပါတယ်ကြောက်ဖုံယူကတ်လူဓာတ်တွေပြုတ်လုခြင်းအဖြစ်ကံတရားရဲ့အထောက်ပံ့ကောင်းတွေကိုရမှာပါမထင်မဲ့တဲ့မိဆွေပေါင်းတင်တွေရဲ့ကိုအကျိုးပြုခြင်းအကြောင်းတရားတွေကို ကြုံတွေ့ရပြီးဘဝရဲ့နေ့ရက်တွေဟာထူးထူးခြားခြားဖြစ်လာမယ်ဆိုတဲ့သဘောလေးကိုပြထားပါပါတယ်ခင်ဗျာ ်ဈေးအောင်ဈေးဝယ်လုပ်တဲ့ကြာသာပရိသတ်သမီးတွေကတော့အယောင်းဝယ်ကန်ကောင်းစီဖို့အတွက်ကိုမိမိရဲ့ပက်ဆန်အိတ်ထဲမှာဈီးသားပရိလေးစောင့်ထားစီခြင်းပါတယ်28လုံးဈီးသားပရိစောင့်ထားရင်အယောင်းဝယ်ကောင်းပါလိမ့်မယ်ကြာသာပရိသတ်သမီးဈေးတွေကမနဲ့မိုးလင်းရင်ဖျားကို အုံစင်းရီကတ်တဲ့အလေးအထားကို9ရက်လောက်ဇက်တိုင်လုပ်ကြည့်တိတိတာတာကတ်စတမာအစ်တတွေဖောက်တဲ့အစ်တတွေရလာပါလိမ့်မယ်။လာခဇာသမားလုပ်တဲ့ဇာတာပရိသတ်သမီးတွေကတော့အလုံမှာပြဿနာအနှဲငယ်ရှိတယ်။ဒါပေမဲ့အဲ့ပြဿနာကိုကင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်။အလုံနဲ့ပတ်သက်တဲ့အပူတွေရှိပေမဲ့အဲ့ဒီအပူကိုအကောင်းဆုံးနည်းနဲ့ကင်တွယ်နိုင်ပါလိမ့်မယ်ခင်ဗျာ။ဒါကတော့ဇာတာပရိသတ်သမီးတွေနဲ့ပတ်သက်တဲ့ဆယ်ရာပိုင်းအတွင်းမှာ ြုံတွေ့ရနိုင်တဲ့အဆိုးအကောင်းအကျိုးအကြောင်းတွေပါညွှန်ကြားထားတဲ့ရည်ရည်လေးတွေကိုတတ်နိုင်သမျှလိုက်လုံမယ်ဆိုရင်ကန်ကောင်းသွားမှာပါချုံငုံသုံးသက်ပြောရရင်တော့ဇာတာပရိသတ်သမီးတွေဟာဆက်လာပိုင်းမှာကောင်းတာလေးတွေနည်းနည်းများတယ်လို့ပြောလို့ရပါတယ်ကြုံတွေ့နိုင်တဲ့အကြောင်းတရားလေးတွေကဖိုးလာမင်းကိုကြည့်ပြီးဆူတောင်းရင်တောင်းစုတွေပြည့်လိမ့်မယ်ငွေကြေးအပူတွေတော်တော်များများကိုဖြည့်ရှင်းနိုင်လိမ့်မယ်ခရီးဝေးတွေမထင်မှတ်ဖဲထွက်ခွာရတတ်တယ်ကိုယ့်ရဲ့စိတ်ကူးထားတဲ့အရာတွေကိုအကောင့်ထဲပေါ်နိုင်ပါလိမ့်မယ်။ဒါကတော့ဇာတာပရိသတ်သမီးရဲ့ ဟောချက်ကလေးပါခင်ဗျာဒီနေ့ထဲမှာစီးပွားဥစ္စာလက်လာပါတွေတိုးတက်ပြီးခုနှစ်သားသမီးအားလုံးစိတ်သွားတိုင်းကိုပါပြီးလူနိုင်တဲ့ပုံကိုသူတွေဖြစ်ပါစေကကြီးသုံးမဘေးကိုလည်းကြော်လွားနိုင်ပါစေလို့ကျွန်တော်ခွန်တာချူကနေပြီးဆုတောင်းမေတ္တာပို့တာပေးပါရစေကျွန်တော်ရဲ့မေတ္တာပို့တာမိနေအတူအိမ်မှာ အိမ်တော်မင်္ဂလာမှာဖရာကြီးတရားကြီးအောက်မှာနေထိုင်ပြီးမိသားစုဝင်အချင်းချင်းပူရတဲ့မိသားစု အပူတွေကိုခွာချနိုင်ပြီးအေးချမ်းချင်းအစ်စ်ကိုရရှိပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ